င်္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်ကြောပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့တမတုံတုံလက်အောက်ခံတပ်တွေနဲ့ဝါတဝပြူစော်တီစစ်ကြောပြန်ထွက်လာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းမှာစစ်ကြောပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ကောင်စီရဲ့တမတုံတုံလက်အောက်ခံတပ်တွေနဲ့ တင်ကန်းဝင်ဝါတဝါလောက်ခံပြုစောသည့်300ဝန်းကျင်ပါတဲ့စစ်ကြောင်းဟံကမ်ဘလူးနဲ့ခင်ဦးမြို့နယ်အဆက်ကုန်းရမန်နီနိုဝင်မာလာ15ရက်နေ့မှာစစ်ကြောင်းထိုးပို့ရောက်လာတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောကြားပါတယ်။လက်ရှိမှာခင်ဦးမြို့နယ်အဆက်ကကမ်ဘလူးမြို့နယ်အိုင်မောင်ချောင်းကျေးရွာကိုရောက်ရှိနေပြီးညအိတ်သက်ဆွဲနေတာကြောင့်အိုင်မောင်ချောင်းရွာအပောင်းဝင်အနီးနားကကျေးရွာ900ထက်မနည်းထွက်ပြေးသိမ်းဆောင်နေရတယ်လို့သိရပါတယ်။ ခင်ဦးမျိုးနဲ့အနောက်ချမ်းမူမြင့်အစီပဲတက်တာဘန်းတော်ကစိန်ရွာတက်ဆွဲခဲ့တဲ့ရေဦးမျိုးပေါ်ကစက်ကောင်စီစစ်တောင်းကလည်းမျိုးပေါ်ပြန်လဲဆက်ခွာသွားပြီးမင်းမူမြင့်အကူလေကလို့စိတ်အနေမှာကင်မုံနေပူချထားတယ်လို့အတည်ပြုပါတယ်ဟိုနေကတိုက်ပွဲအစီအရင်အဲ့ဒီတကြောကနေရွှေဘုံမြေကြီးနားလမ်းမအကုံထင်းကျုပ်ချင်နာကြောင်းလို့အထက်ပါတာဝန်ရှိသူကရှင်းပြပါရယ်။ဒါအပြင်ရမနေ့ညနေပိုင်းကမုံညာမြို့အနားမြောက်တိုင်းစစ်ဌာနကျောင်းနာမခါနေမိထီလာစနေလေးတက်ကနေရေဦးမြို့ပေါ်နဲ့ခူးမြို့အနောက်ခြမ်းက စက္ကစီတဲ့စကန်းချထားတဲ့ပြင်ထောင်ရွာကလက်နက်ပစ္စည်းတွေလေကြောင်းကနေပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။လက်တလောစီရေးခြေနေတွေကြောင်းမြင်းတောင်တာဝင်းထီမုံလာကာဘူးအနီးရှိကျေးရွာတွေကဒေသခံချို့ဟာကျေးရွာတွေအတွင်မနေရကြသလုံးအိုင်မောင်ချောင်းရွာအပါအဝင်ကျေးရွာဆွေရွာကြောကဒေသခံတွေဟာတင်းဆောင်နေရတယ်လို့ဒေသခံဆက်ဆံကွန်ရီနေတူတအူးကဆိုပါတယ်။ ဆောင်းအကူမှာဆစ်ဆောင်ရတာဖြစ်တယ်လို့စစ်ရဲကနေ15ရက်အထိ9ရက်ဆက်သိမ်းဆောင်နေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်အခဲနဲ့အဝိအထန်နဲ့ကျန်းမာရေးဆေးဝါးတွေလည်းလိုအပ်နေတယ်လို့၎င်းကပြောပါတယ်ခင်ဦးမြို့နယ်အနောက်ခြမ်းခင်ဦးကံဘလူရေဦးအဆက်နဲ့ကံဘလူအနောက်ခြမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ10ရက်ကနေ ဒီကနေ့အထိလေကြောင်းတိုက်ခတ်မှု15ကြိမ်ထက်မနည်းလှုပ်ထားတယ်လို့ခင်ဦးမြို့နယ်သတင်းမှပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ခင်ဦးအနောက်ခြမ်းခင်ဦးရေဦးကတ်မလူအစံကတ်မလူခင်ဦးအစံကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်မြေပင်အထူးကယူဆိုင်ကြဖို့တိုက်တွန်းထားပါတယ်။နိုဝင်ဘာလ12ရက်ကကံမလူနဲ့ခင်ဦးနယ်အဆက်ကရဲနိုင်ကြေးရွာအနီးမှာတပ်မ33နဲ့ပြည်သူ၁၁ရာကျော်ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကြောင်းပြက်လို့နေပါဖြစ်ခဲ့ပါတယ်။စစ်ကောင်စီကတော်လှန်ရေးအကောင်နဲ့ ကမ္မလူခင်ဦးရေဦးတဆယ်နဲ့အစံနေရာတွေကိုထင်ကျုံဖို့ကြိုးပမ်းနေတာလို့ဒေသရင်းစီရဲ့တည်ရင်းမြစ်အချို့ကသုံးသပ်ထားပါတယ်ရှင်ဆလဘင်စလင်ကြီးဝမ်မန်ကော်မတီမှတဆွဲထားသည့်စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဗမာထိခိုက်ဒေဆုံမှုရှိစစ်တပ်ကကြေရွာများကိုစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်ဆွဲတဲ့တင်းကိုတင်ဆက်ပေးမှဖြစ်ပါသည် စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်မောင်ကော်မတီမှသက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရန်စစ်တပ်ဗမာတိခိုက်တိုက်ဆုံမှုရှိကြောင်းဒေသတွင်းစီရင်တရင်ရှင်းမြစ်ကပြောဆိုပါသည် နိုဝင်ဘာလ14ရက်နေ့ည9:00နာရီကျော်ခန့်မှာဝမ်မကုမ္ပဏီဝင်းအတွင်းတက်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကိုလက်နက်ကြီးဆက်သုံးလုံးဖြင့်တော်လှန်ရေးတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်တပ်ဘက်မှ2ဦးထိမှန်ပြီးအပြင်းအထန်ဒဏ်ရာရရှိကာတင်ဆုံနိုင်ကြောင်းဒါအပြင်ကုမ္ပဏီဝင်းအတွင်းလည်းအချက်ပေးတံများစုညံသောထွက်ပေါ်ခဲ့ကြောင်းသိရပါသည်။ မနေ့ကဝမ်မာကုမ္ပဏီဝင်အတွင်ကိုတော်လန်ရေးတပ်ဖွဲ့ဘက်ကလက်နက်ကြီး73လုံးနဲ့တွားရပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အောင်ဝင်းထဲကိုကြားရပောက်ကွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်။တရင်ကြတာက2ဦးထိမှန်နေပြင်းထန်ဒဏ်ရာရတယ်လို့သိရတယ်။တေမတိဆိုတာတော့အတိမပြုနိုင်နေဘူး။လက်နက်ကြီးတွေကြားရပောက်ကွဲတော့အချက်ပေးတန်တွေကကုမ္ပဏီဝင်အတွင်စုညံနေတာပဲလို့ပြောတယ်ဟုဒေတာရင်းစီရဲ့တရင်ရှင်မြစ်ကပြောဆိုပါတယ်။ ရမန်နေနိုဝင်မာလာ15ရက်နေ့ည9:00နာရီကျော်ခန့်မှာလင်းအကြမ်းမဲ့စစ်တပ်၏စစ်တပ်လေးဒီ3စီးကဝါမန်ကော်မတီဝင်အတွင်ဝဲပြန်ပြီးဖောင်းခရိုင်ရွာအနီးတဝိုက်ကိုပုံကျက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ဒါအပြင်စလင်ချင်းမြို့နယ်ဝမေးရွာအတွင်စုဖွဲ့သွားသည့်အကြမ်းမဲ့စစ်သားများကလည်းရှင်နေနေပိုင်းမှာပလောင်ရွာမှာဝမင်းရွာအတွင်ပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်ကလက်ကင်ပုံများကိုတင်ယူသွားကြောင်းသိရပါတယ်။ အလားတူပလောင်ရွာအတွင်ရောက်ရှိနေသည့်အကြမ်းမဲ့စစ်သားများကလည်းပလောင်ရွာလမ်းဆောင်မှာစစ်စရေးပြုလုပ်ကဆိုင်ကယ်တစ်စီးကိုငွေကြက်တပ်တောင်းတောင်းရန်ပြီးငွေကြေးမပေးနိုင်သူများကိုတချင်းအောင်ဆိုခိုင်းကြောက်သိရှိရပါသည်။နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစလင်ကြီးမြို့နယ်ဝါမကော်မတီအတွင်တက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကစောနိုင်တုံအလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရှင်။ဆလဘင်း မုံရွာမြို့နယ်မှာစစ်တပ်၏တပ်များကကားများနှင့်ကျင်းနီတင်ကားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းမဲ့စစ်တပ်၏တပ်များကကားများနှင့်ကျင်းနီတင်ကားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းမုံရွာဒိုင်နမိုက်စပယ်ရှယ်တပ်အဖွဲ့မှတာဝန်ရှိသူကပြောကြားပါသည်။ နိုဝင်ဘာလ14ရက်နေ့နနက်9:00နာရီခန့်မှာမုံရမြို့နယ်နာမခါနေဝါမန်ကုမ္ပဏီမှထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်၏တပ်များကကားရှိစီနေကျင်းနီတင်တွဲက22စီးကုန်တော်လန်ရဲတပ်ဖွဲ့များကဗေဒမိုင်း၅လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်၎င်းတိုက်ခိုက်မှုကြောင့်တွဲကားများသည်ခင်မုံရွာဘတ်ဆုံချံအနီးမှထိုးရိုက်ခဲ့ပြီးတော်လန်ရဲတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ထပ်မံဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ တိုက်ခိုက်မှုအတွင်းအကြမ်းမဲ့စစ်တပ်ဘက်မှ6ဦးအပြင်းအထန်ဒဏ်ရာရရှိက3ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသည့်စစ်သားမသားအလောင်းများနှင့်ဒဏ်ရာရရှိသူများကိုမုံရမျိုးမှထွက်ခွာလာသည့်လူနာသင်္ကား6စီးလာရောက်တည်ဆောင်သွားကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုပရာဗီဟန်အာမီမှဥစားမီချင်းတွင်းဖိုက်တာဂရုနေမော်ယာဌာနမှစပယ်ဆက်တာဖိုရိုကပူပေါင်းလုံဆောင်ခဲ့ပြီးတော်လန်ရဲ့တပ်ဖွဲ့ဝင်တအူထိခိုက်ဒဏ်ရာရရှိကဒဏ်ရာအခြေအနေမစိုးရိမ်ရာကြောင့်သိရှိရပါတယ် ပြည်သူများအနေဖြင့်ဗလာဗီဟက်အာမီအဖွဲ့လိုအပ်လျက်ရှိသည့်လက်နက်ခဲယမ်းများနဲ့တပ်နိုင်သည့်ဘက်မှကူညီထောက်ပံ့ကြရန် BHA အဖွဲ့ကမြေတားရက်ခံထားပါတယ်ရှင်။ ဆက်လက်ပြီးပမောင်းမြို့ပြန်ရပြီလို့ဝါဒဖြန့်နေပြီမဲ့မြေပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်အထင်နာနေဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။စကိုင်းတိုင်းပမောင်းမြို့ကိုပြန်လည်သိမ်းပိုင်းရရှိပြီလို့စစ်ကောင်စီထောက်ခံသူတွေဘက်ကဝါဒဖြန့်ပြဆိုမှုတွေရှိနေပြီမဲ့မြေပြင်မှာစစ်တပ်ကသာအထင်နာနေပြီးတိုက်စုံမှုများနေတယ်လို့မြေပြင်တော်လှန်ရေးတရေချင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါသည်။ ပီကတိနိုဝင်မာလာ၁၄ရက်နေ့ညနေပိုင်းမှာစတင်ပြီးစစ်ကောင်စီတပ်ထောက်ခံသူအကောင့်တွေနဲ့ပေရွေမှာတစင်ဗမာမျိုးကိုစစ်တပ်စစ်ကြောင်းတွေစတင်ဝင်ရောက်နေကြောင်းဝါဒဖြန့်မှုတွေရှိခဲ့ပါတယ်။အဆိုပါဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီးဗမာမျိုးရှိတိုက်ပွဲတွေမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မြေပြင်တော်လှန်ရေးရဲဘော်တအူးကိုဆက်တွယ်မေးမြန်းရမှာတော့တရင်အမှားတာဖြစ်တယ်လို့ပြောပါတယ်။ဗမာမျိုးကိုစစ်တပ်ကပြန်ဝင်နေပြီဆိုတာတရင်အမှားပါ။အဲ့တရင်မဟုတ်ပါဘူးဗျ။ကျွန်တော်တို့ဘက်တွေမှအေးစေးပါပဲလို့သူကပြောပါတယ်။ ဗမာမျိုးဟာစကိုင်းတိုင်းအထက်ပိုင်းမှာရှိပြီးကချင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အပြင်တော်လရင်အင်အားစုတွေထိန်းချုပ်ထားရန်အင်းတော်ကတာမျိုးနယ်တွေနဲ့လည်းထိစပ်နေတာကြောင့်ဗျူဟာအရာအရေးပါတဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဗမာမျိုးကို MOD လက်အောက်ခံတိုင်းရင်တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တို့ကပူးပေါင်းပြီးစက်တင်ဘာလ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ရှမ်းပိုင်းအတွင်းမှာပင်တိမ်ပိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါမျိုးရင်းတပ်ဖွဲ့အတွင်းကြက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စံနေပြည်သူစေအစံနေတပ်ဖွဲ့ဝင်တွေဟာဗမာမျိုးမတစင်ဆုတ်ခွာခဲ့ပြီးနောက်အော်တိုဘားလ၄ရက်နေ့မှာဟောင်မလီမျိုးမလိုက်လာတဲ့စစ်ကိုစစ်ချောင်းတွေနဲ့ပူပန်ပြီးမျိုးကိုတဖန်ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့သိရပါတယ်။ဗမာမျိုးကိုပြန်လည်ရရှိဖို့အတွက်မျိုးရအနောက်ဘက်မှတစင်နေစဉ်အင်အားသုံးထိုးဆစ်ဆင်နေတဲ့လို့ ဒရုန်းနဲ့လေကြောင်းကိုလည်းအလဲကြအုံပြတိုက်ခိုက်နေပြီးမင်းစစ်တပ်ဘက်ကသာအထင်အားပြီးတေဆုံးတရားရသူတွေကိုလည်းတိုက်ပွဲအတွင်းမှာပြန်လည်ခေါ်ဆောင်သွားတာမျိုးတွေကိုတွေ့မြင်နေရတယ်လို့အဆိုပါရဲဘော်ကဆက်ပြောပါတယ်တိုက်ပွဲတွေနဲ့တုံမဖမ်းမိတာမျိုးတော့မရှိဘူးဒါပေမဲ့တော်တော်လေးတော့အထင်အားသွားတယ်သူတို့ရဲဘော်အလောင်းတွေကိုပြန်မဆွဲပဲပြစ်ထားတာအများကြီးပဲပုံတိုးတာကတော့နေတိုင်းသူနေတိုင်းအထင်အားတာပဲလာတိုတိုင်းသူတို့လူသူတို့ထမ်းပြီးပြန်ပြန်သွားရတာတွေလည်းမြင်နေရတယ်လို့ပြောပါတယ် ဗမာမျိုးကွန်ရရှိဖို့တော်လငင်းအင်အားစုတွေရှိရာနေရာတွေကိုစစ်တပ်ဘက်ကလက်နက်ကြီးဒုံးလေယာဉ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေရှိသလိုပြည်သူပိုင်နေအိမ်တွေကိုလည်းရည်ရွယ်ချက်ရှိရှိမိရှုဖြစ်စီတာတွေလည်းရှိနေတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ထောက်ခံသူတွေနဲ့ဝါဒဖြန့်သူတွေဘက်ကရခုရပိုင်းအတွင်းဗမာမျိုးနယ်မှာတော်လရင်အင်အားစုတွေဘက်ကစစ်ကောင်စီတပ်ထံဗက်ကူပြမှုတွေရှိနေတယ်လို့ပြောဆိုနေပေမယ့်ကျမတို့ channel အနေနဲ့တခြားတည်ပြနိုင်ခြင်းမရှိသေးပါဘူးရှင်။